ရခတက်တော် A ကရခိုင်ပြည်နယ်တစ်ခုလုံးရခိုင်ပြည်သူလက်ထဲရောက်ရှိရေးရည်မှန်းချက်ကိုအကောင့်ထဲပေါ်နေပြီးရခိုင်လူငယ်တွေဒေသပြင်ပကိုထွက်ခွာခွင့်တားမြစ်လိုက်တယ်လို့သိရပါဗျ။လူငယ်လူရွယ်အများစုဟာ A ပြထန်းလိုက်တဲ့မျိုးသားကာကွယ်ဆိုင်ရာရေးပေါ်ပြထန်းချက်ပေါ်နားလည်မှုလွဲပြီးတိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွှဲဖို့ကြိုးစားလာတဲ့အတွက်ရခိုင်ပြည်နယ်ပြင်ပကိုထွက်ခွာဖို့ကြိုးစားနေမှုကို တားမြစ်လိုက်တာလို့ AA ကမေလ20ရက်မှာထုတ်ပြန်ခဲ့တာပါ။ နေရဲစွန့်ခွာပြီးစစ်မှုထမ်းဖို့အကျုံးဝင်ကစစ်မှုမထမ်းလိုတာကြောင့်ရခိုင်ပြည်နယ်ပြည်မကိုထွက်ခွာဖို့ကြိုးစားနေသူတွေကိုတည်ငြိမ်တဲ့စီရဲအခြေအနေရောက်လာတဲ့အထိတားမြင့်လိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ပြင်းထန်ရောဂါရှိတဲ့လူနာတွေကလွဲလို့ကြံတဲ့အမျိုးသမီးအသက်16နှစ်ကနေ25နှစ်အထိအမျိုးသား16နှစ်ကနေ45နှစ်အထိအကျုံးဝင်သူတွေကိုအရေးပေါ်ကာလပြီးဆုံးတဲ့အထိတားမြင့်လိုက်တယ်လို့သိရပါတယ်။ ဒါအပြင်နေရဆုံးခွာလူသူတွေကိုကုန်းနှန်းရေလန်းကအခကျင်းငွေယူပြီးတဲယူပို့ဆောင်နေသူတွေကိုလည်းတားမြစ်လိုက်ပြီးတွေ့ရှိပါကတီစဲဥပဒေအရအေးအေးယူခြင်းခံရမယ်လို့ဆိုပါတယ်အခြေခံစားတောက်ကုံရောင်းဝယ်လူသူတွေနွားကုံတဲတွေအနေနဲ့လည်းအခကျင်းငွေယူပြီးလူဘိုတင်ဆောင်တာတွေမပြုတ်ဖို့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်အခုလို ထုတ်ပြန်ရတာဟာစစ်ကောင်စီထိန်းချုပ်နယ်မြေတွေအတွင်းစစ်မှုရန်အဖြစ်ပေါ်တာအစွဲမခံရရည် ကြားဖြန့်ကိုင်းနဲ့ရခိုင်ရိုးမှစစ်ပွဲတွေအတွင်းမပိတ်မိရေးမြေမြုံမိုင်းအန္တရာယ်ကကင်းဝေးရေတို့အတွက်ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ဆိုထားပါတယ်